အဲ့ဒါလည်းမှတ်သားကြကောင်းတယ်လူလောကလူငယ်လူရွယ်တွေအတွက်မတမတမှုရှိတယ်သူပြောတာကတော့ဒီဆယ်ခုတဲ့အချက်ဆယ်ချက်ကို သူပြောမှာရှားနိပုတ်ပြီးအကရိတဝါငယ်ငယ်ရဲအဲ့ဒါလှုပ်ထားမဲ့အချက်ဆယ်ချက်တဲ့နော်အဲ့ဒါတွေကိုမလှုပ်ဘူးဆိုရင်သပ္ပစ္စမနုတ္တပတိအေး နောင်ရောက်တဲ့အခါကျတော့စိတ်ရှင်းရလိမ့်မယ်နောင်နှပ်ပူပန်ရလိမ့်မယ်လုံးတဲ့အချက်ဆယ်ခုကိုမင်းလှုပ်ထားပါလှုပ်ထားကြမလှုပ်ဘူးဆိုလို့ရှင်နောင်ကြတော့မှပူပန်တော့ကရောက်ကြလိမ့်မယ်ငါမလုံးမိတာမှားလိုက်တာလို့စိတ်ပူပန်နေကြပဲအဲ့ကြရင်တော့ဒုက္ခနဲ့တွေ့ချာမှာပေါ့ဒီလိုဆိုလို့ အဲ့တော့နောင်တစကားတွေဆိုတာဟိုမဟုတ်တာလုပ်တဲ့လူတွေမှသာနောင်တစကားဆိုတာရှိတာလေဟုတ်တာလုပ်တဲ့လူကနောင်တမှမရှိတာအဲ့တော့သူပြောတဲ့နံပါတ်1ကဘာပြောတာတော့ဆိုရှင်းရှင်းလေးပါအောက်လက်တံဝိတ္တံတပ္ပတိလူဖြစ်လာလို့ရှိရင် ပစ္စည်းဥစ္စာရှာရမှာနော်ပစ္စည်းဥစ္စာရှာကိုရှာမရအောင်လို့အဲ့ဒီပစ္စည်းဥစ္စာကိုရအောင်မရှာနိုင်လို့ရှိရင်ဘယ်စောင်းနေခက်ခဲလိမ့်မယ်အဲ့ဒီကြားမှာမင်းငါမရှာမိတာမှားတယ်လို့ဖြစ်မှာပဲစိတ်ပူပန်ရတယ်အဲ့ဒါမရှိရင်စိတ်ပူပန်ရတယ်နောက်လဲကြည့်နောက်စီဆိုဘာမှစားကြမရှိဆိုစိတ်ပူတာပဲလေ အဲ့ဒီပူပါမှုကိုပြောတာအလတ္တဝိတ္တံတပ္ပတိပစ္စည်းဥစ္စာဆိုရရောင်းရှာမယ်မင်းမရဘူးဆိုရင်စိတ်ပူရမှာပဲအဲ့ဒါဘာလို့လဲပုပ္ပိအတ္တမှုထာနိတံငယ်ငယ်တုန်းကကြိုးစားပြီးတော့ငွေကြေးတနာတွေကိုရောင်းရှာတယ်စုဆောင်ခဲ့တယ်စုရမယ်ငွေတွေစုလာခဲ့တယ်အဲ့ဒါဒီဟိုလှုပ်တဲ့လှုပ်ထိုက်တယ် အဆန်ရှာစုဆောင်မှုအလေးထားမြန်မာပြည်မှာ အားနည်းတယ်လို့ပြောမြန်မာလူမျိုးတွေမှာအားနည်းရှာရရသမျှကုံသုံးပြစ်ထားတယ်များတယ်ပေါ့နောက်ရေးသိမ့်မတွေ့ဘူးပေါ့နော်ရရစားစားဆော်ပြဖြစ်တယ်အိန္ဒိယနိုင်ငံသားတွေကျတော့စုဆောင်မှုအကောင်းတယ်နော်ချိုးချမ်းချမ်းစားပြီးတော့စုဆောင်ကြလို့ မာပြည်ရောက်လာတဲ့အိန္ဒိယနိုင်ငံသားတွေကချမ်းသာသွားကြတာများတယ်။ဟုတ်ရှေးတုန်းကတည်းကရောက်လာတဲ့လူတွေ။အဝတ်တထဲလန်ကူတီလေးနဲ့လာပြီးတော့တော်ကြတော့ကျူရယာဆိုင်ပိုင်ရှင်ကြီးဖြစ်သွား။မုံရဘက်ကတကယ်ဇလန်လေးတပုတ်ပြောတာမှတ်ထားဘူးလေ။တော်ရဲမှာလွှတ်စင်ထောင်ပြီးတော့တစ်တိခွဲတာရှေးတုန်းကတော့လွှတ်ဆက်တွေမရှိသေးတော့ နမန်းရယ်ဆိုရယ်လွှတ်ကြီးနဲ့ဆရာကအပေါ်ကတက်တုံးပေါ်ကတပည့်ကဟုတ်ပြေကြီးခြိုက်တဲ့ဆရာနှစ်ယောက်အဲ့ဒါတက်တုံးခွဲကြတာအဲ့ဒီတော့ကတက်တုံးခွဲတဲ့လူသမားတွေမှာ ကလားတယောက်ပါတယ်ဘုမအခေါ်ကလားပေါ်လေအိန္ဒိယနိုင်ငံသားအဲ့ဒီဆရာလုတဲ့သူကဘုမား ကလားမို့သူကခေါ်ရယူခေါ်ရမို့ခွေးကလားလို့ခေါ်တာသူ့လို့တမဟိုခွေးကလားလာဆွဲနဲ့အဲ့လိုခေါ်တာအဲ့လိုနဲ့ဆရာတော်ပဲလောက်ကင်စားတော့သွားကြပြီဆယ်နှစ်လောက်ကြာတဲ့အခါကျတော့ခွေးကလားနဲ့မတွေ့တာဆယ်နှစ်လောက်ကြာသွားတာအဲ့ဒီလွှတ်ဆရာကြီးကရှန်ကုန်ရောက်ခဲ့လွှတ်ကောင်းကောင်းလိုက်ရှာတယ် လောကောင်းလိုက်ရှာတော့ဈေးထဲမှာလွှတ်ရှာရင်းနဲ့အက္ကလာတွေ့တာငါဆရာကြီးပဲဆိုပြီးတော့ပြေးပြီးတော့ခေါ်တာဆရာဆရာကျွန်တော်ခွေးကလားလေလို့ပြောခေါ်ပြီးတော့ဆရာပါရှာတာတုံးဆိုငါလွှတ်ကောင်းကောင်းတို့ရင်လို့လာလိုက်ခဲ့ကျွန်တော်ဆိုင်မှာရှိတယ်ဆိုသူကဆိုင်ကြီးနဲ့ဆိုင်ပိုင်ရှင်ဖြစ်နေဆိုင်ပိုင်ရှင်ဖြစ်နေဟိုလွှတ်သမားကြီးကလွှတ်ဆဲတော့မရှိရှဲလို့တော့မ လူကအလုံးသမားကတောင်ဆိုင်ပင်ရှင်ဖြစ်ပြီးတော့သူဆိုင်ကလွှတ်တောင်လက်ဆောင်ပေးလိုက်သေးတယ်တဲ့